မြင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒီဒီနေ့မှာတော့ကလကပဗလာပြန်ပွဲစဉ်တွေအုပ်စုနောက်ဆုံးပွဲစဉ်တွေကိုဆက်လက်ပြီးရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်အားလုံးကိုပေါ့နော်ကျွန်တော်ရဲ့ဒါစစ်ကြက်ကလေးနဲ့ကျွန်တော်ရဲ့ဒီခုခမန်းရလက်ပေါ်လီလေးကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီကိုတော့အကြိုက်ရှိတူမယ်ဆိုရင်တော့လိုက်ပြီးတော့ဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ပထမအုပ်စုပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါနှစ်နာရီမှာရှင်းမြန်ကစားကြမယ်ဘီဘီကားနဲ့ပိုင်ရန်ပွဲကိုသွားမယ်ဗျာ ပင်ပီကာနဲ့ပိုင်ရန်ပွဲစဉ်ကတော့အုပ်စုရဲ့ဒါအဆင့်ဇာတ်တွေမှာအတိအကျရက်တိများဖြစ်ပြီးတော့ဘိုင်မြူနစ်ကပင်ပီကာကိုကြော်ပစ်ထားတဲ့အချိန်တွင်ရှီတူဆိုရင်အချုံသေးပေါက်ပစ်ထားကိုပေါင်းစီ၃လုံးပြည်ပစ်ထားပြီးပေါ်စီပြောင်းလဲသွားတာတွေ့ထားရတယ်။နှစ်သင်းတုံးကတေချာရုံပဲနောက်ထပ်တစ်ဆင့်ကိုတက်မှာဖြစ်ပြီးတော့ရှုံးသွားခဲ့မယ်ဆိုရင်လည်းဒါကနောက်ထပ်တစ်ဆင့်ကိုကြည့်ပဲတက်မှာလည်းဖြစ်တယ်ဗျ။ဆိုတော့ကျွန်တော်ကတော့ဒါရမလိုအပ်ချက်လည်းမရှိဘူးပင်ပီကလိုအပ်ချက်တိတ်မရှိတော့ဘူးဆိုပေမဲ့တေးကြရင်ကျင်းနေမဲ့ပင်ပီကအနေနဲ့ ကျွန်တော်ရကူခမန်းရလကတော့ဘိုင်ယန်နဲ့ပေါ့နော်ဒါပင်ပီကတော့ပွဲစဉ်မှာကိုလေးနဲသွားပြီးတော့ကိုလေးအောက်သွားမယ်လို့တွေးမြင်ပြီးရကူခမန်းရကဝမ်ဝမ်နဲ့ပြီးဆုံးသွားလိမ့်မယ်လို့တွေးမြင်မိတယ်ဗျ။အဲကြောက်ကိုရွေးချယ်ပေးရရင်တော့ဘိုင်ယန်မြူးနစ်နဲ့ဒါပင်ပီကတို့ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ကိုပေါင်းအောက်တစ်ချောင်းနဲ့ဝယ်လိုက်ပြီးတော့စော်ကစားသိကျင်ပါတယ်ခင်ဗျာနော်။ကိုပေါင်းအောက်ကိုညီကိုတို့အနေနဲ့ပေါ့နော်ဒါ online ပတဲ့ညီကိုတွေအောက်သုံးလုံးသွင်းပြဆုံးရှုံးသေးလေးရှိတယ်လို့သုံးလုံးသေးသေးနဲ့ရှိပါတယ်။ကိုဘက်ကရမယ့်ဟာလေးနဲ့ပေါ့နော်လိုက်ပြီးတော့စော်ကစားသိကျင်တယ်ပေါ့ခင်ဗျာနော်။နောက်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒါညနေပိုင်းမှာကစားမယ်ပေါ့နော်။ဘက်ကလန်စီတီနဲ့ပေါ့နော်ဒါ ဘူကာဂျူနီယာလို့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးဖို့မှလည်းဖြစ်တယ်ဗျ။အော်ဂါလန်စီးတီးကတော့ရာမတ်ကတော်တော်လေးကိုပြတ်နေတာဖြစ်ပြီးတော့ဘူကာဂျူနီယာကတော့ဒါရာမတ်တမှတ်ဗျ။နိုင်ခဲ့မဲ့ဆိုလို့ရှိရင်တော့အုပ်စုမှာဆိုရင်၄ဒါပေးဖို့များများနဲ့ဒါလင်းဒါနောက်ဆင်းကိုတက်မှာဖြစ်ပြီးတော့ဖီမီကာကိုပေါ့နော်နောက်ထပ်ဂိုးကြီးအများဆုံးတွေ့နေမှာလည်းနောက်ဆင်းကိုတက်မှာလည်းဖြစ်တယ်။ဆိုတော့ကျွန်တော်ကတော့ဒီနေ့ပေါ့နော်ဒါအော်ဂါလန်စီးတီးနဲ့ဘူကာဂျူနီယာလို့ပွဲစဉ်မှာဆိုရင်တော့ဒီပွဲစဉ်မှာဆိုရင်လည်းကျွန်တော်ရွေးချယ်ပေးချင်တာကတော့ ဘောကဂျူနီယာကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဘာလို့လဲဆိုရင်တော့ body ဈေးကတော့ဒါငါးလုံးတရားနေငါးလုံးသွင်းသွားရင်ပြဆုံးရှုံးနေပေးထားတယ်ကိုပေါင်းဈေးကငါးလုံးအရှုံးပြ၆လုံးသွင်းမှအပြည့်စားပေးထားတယ်ဒါမှမဟုတ်ရင်လည်း၆လုံးသွင်းတဝက်စားစီပေးထားလည်းဖြစ်တယ်ဗျပင်ပီက၆လုံးသွင်းထားပြီးဘိုင်မင်းနစ်က၁၀လုံးလီသွင်းထားတဲ့အသင်းကိုပေါ့နော်ဒါနောက်ထပ်ဘောကဂျူနီယာအသင်းနေနဲ့ငါးလုံးလောက်ထိသွင်းသွားလိမ့်မယ်လို့ကျွန်တော်တွေးမိမိတယ်ဗျစိတ်ကြိုက်ကလည်းကျွန်တော်ကတော့ဘောကဂျူနီယာကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းသလို ဘူပေါင်းအောက်လေးနဲ့လည်းတွဲပြီးဆော့စကားချစ်ခြင်းနဲ့တကယ်လို့များညီကလေးကြိုက်မယ်ဆိုရင်တော့ဘူပေါင်းအောက်ကိုဆော့လို့ရတယ်ဘော်ဒီလည်းဆော့လို့ရပါတယ်။နှစ်ပွဲသလုံးလောတာဘူပေါင်းအောက်တစ်ချောင်းနဲ့ဘော်ဒီတစ်ချောင်းဒီလိုဆော့လို့ရပါတယ်ခင်ဗျာနော်။နောက်ထပ်နှစ်ပွဲကိုထပ်သွားအောင်ဗျ။ဆိုတော့ဒါကတော့ချက်စီပွဲနေဖြစ်တယ်။ချက်စီကတော့အပိုင်ယံကိုကြောထားတဲ့ပွဲစီပေါ့နော်။ဒါနှလုံးသွင်းတာတဝက်စားပေးတာဘူပေါင်းသေးကသုံးလုံးသွင်းတဝက်စားဗျ။ရှမတ်ကတော့အတူတူပဲဒီပွဲမှာဆိုရင်သူတင်ကိုတင်ကစားကြမဲ့ပွဲဖြစ်သလိုချက်စီကိုကြောပေးထားတဲ့သေကနှလုံးသွင်းတဝက်စားပြီးဘူပေါင်းသေးကသုံးလုံးသွင်းတဝက်စားပေးထားတယ်ဗျ။ ျွန်တော်စစ်ကြောက်ကိုရွေးချယ်ပေးရရင်တော့ချက်စည်းလေးပဲပေါ့နော်ဒါဟိုးပြက်နဲ့အနံ့ရရှိသွားပြီးတော့ချက်စည်းဘော်ဒီလေးကိုတင့်တော်စင်းနဲ့လိုက်ပြီးတော့စော်ကစားသိကျင်တယ်ဒါကတော့မိုးလင်းရှင်းနိုင်မှာကစားမဲ့ပွဲစဉ်ပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့ပေါ့နော်လက်အင်ဂျင်နဲ့ပေါ့နော်ဘလာဘင်ကိုတို့ပွဲစဉ်သွားမယ်ဗျလက်အင်ဂျင်ကတော့ဒါအရမတ်ကတော့မရှိဘူးဘလာဘင်ကိုကတော့ရာရာမတ်တွေရရှိထားတယ်နောက်တစ်ဆင့်ကိုတက်ဖို့တဲ့ဆိုတေကြနဲ့အုပ်စုပုံနဲ့ရမှာဖြစ်ပြီးတော့နိုင်ပွဲဆိုရင်လည်းဒါနောက်ဆင့်ကိုတက်သွားမှာလည်းဖြစ်တယ်ဆိုတော့ဝလာပင်ကိုကပေါ့နော်ကြိုးထားတာလောက်ရင်ကြိုးပေါ့နော်ဒါရှိသူတို့ရှုံးသေးပေးထားတယ်ကိုပေါင်းစီကနှလုံးကြုံဖောက်ပေးထားတယ် ဆိုတော့ရမှတ်လိုအပ်ချက်လည်းမရှိတော့ဘူးဒီဆိုရင်နောက်ဆင့်တက်မှာဆိုပေမဲ့ကိုခမရလကတော့ဒါလေးကတော့တစ်တစ်ပွင့်နှစ်တစ်လောက်ဖြစ်သွားနိုင်တယ်ဆိုတော့တစ်ဖက်သေးကလည်းတူစီဖြစ်နိုင်တယ်ဗျကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာလည်းဒီလောရင်ချင်းနဲ့ပေါ့နော်ဘယ်လာဘင်ကိုလိုပွဲစဉ်မှာဆိုလည်းကိုကတော့အပြတ်တက်ကြီးတော့ဖြစ်မှာတော့မဟုတ်ဘူး တကယ်လို့များဆော့ကျင်တယ်ဆိုရင်ညီကိုတွေကကျွန်တော်ဂိုးအနေကိုပဲရွေးချယ်ပြင်းတယ်ဒီနေ့ပွဲစဉ်မှာလည်းပေါ့နော်။ဘာလို့လဲဆိုရင်မနက်၈နာရီပွဲစဉ်မှာတွေကမနေ့အောင်ကစားကြတဲ့ပွဲစဉ်မှာဆိုဂိုးတွေပေါ်တာဒီနေ့မှာတော့ဒါအပြတ်သက်ကြီးဂိုးပေးမှာတော့မဟုတ်ပြ။ဘလာဘင်ဂိုးကတော့လော့အိန်ဂျေကိုပေါ့နော်။ဒါသွင်းနိုင်လဲလား2စီပြန်မေးရရင် 1D ဒါမှမဟုတ် 2C လောက်ဖြစ်သွားတယ်။အငိမ့်လေးနဲ့ဆော့ကျင်တော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာဂိုးပေါင်းအောက်ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့မကျွန်တော်ရွေးချယ်ပေးထားတဲ့ကလကပပလာပြန်ပွဲစဉ်နေတဲ့မှာဆိုရင်ဖီဖီကာနဲ့ဘိုင်ယန်ပွဲစဉ်မှာဆိုကျွန်တော်ကဂိုးပေါင်းအောက်ကိုရွေးချယ်ပေးထားပြီးတော့ အော်ကလန် CD နဲ့ပေါ့နော်ဘိုကာဂျူနီယာပွဲစဉ်မှာဆိုရင်ကျွန်တော်ကဘိုကာဂျူနီယာဘော်ဒီနဲ့ကိုပေါင်းအောက်ကိုတွဲပေးထားတာလည်းဖြစ်ပါတယ်။ချက်စီနဲ့ပေါ့နော်ဒါအပိုင်ယံပွဲစဉ်မှာဆိုကျွန်တော်ကချက်စီဘော်ဒီကိုပေးထားပြီးတော့လော့ရီဂျင်နဲ့ပေါ့နော်ဘယ်လာဘင်ကိုလိုပွဲစဉ်မှာဆိုရင်ကျွန်တော်ကကိုပေါင်းအောက်ကိုရွေးချယ်ပေးထားတာပါ။ဒီတန်ဘော်ဒီလိုက်ပြီးတော့စော်စားသိချင်တော့ချက်စီဘော်ဒီနဲ့ပေါ့ဒါဘယ်လာဘင်ကိုကိုပေါင်းအောက်ကိုပေးချင်ပါတယ်။ဒါမနဲ့စော်ပွဲတွေကိုကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်။ဒီနှစ်ပွဲကတော့ဘော်ဒီတည်တန်စော်ပါ။ကျွန်တော်၄ပွဲကတော့ညကလုံးမောင်းတွဲပြီးစော်စားကြပါခင်ဗျာနော်ဟုတ်ကဲ့ပါ။ ကျွန်တော် YouTube channel လေးကိုအားပေးကြရင်ဒီလိုလေအထူးပဲကျေးဇူးတင်ပါတယ်။အားစားကောင်းတွေကိုမျက်တင်ဆက်ပေးကောင်းမှာမလို့လဲဒါဆက်လက်ကြည့်ရှုအားပေးကြဖို့လဲမြန်မာနိုင်ငံတောင်းဆိုပါခင်ဗျာနော်။အားလုံးပဲကံကောင်းကြပါစေ။ကျေးဇူးတင်ပါခင်ဗျာ။